ထိုင်းဝန်ကြီးချုပ်ဟောင်းတာဆင်မှနေကြာဖြတ်ကျော်မွေးရကုံကူးနေတဲ့ဝါအဖွဲ့ကိုပြက်ပြက်သားသားအရေးယူဖို့၎င်းရဲ့အစိုးရအားတိုက်တွန်းလိုက်ပါတယ်။မြန်မာစစ်အုပ်စုဘက်ကရှမ်းမြောက်အားထိန်းချုပ်နိုင်စွမ်းမရှိဖြစ်နေတာကြောင့်ကင်တွဲဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုလျင်မိမိတို့အတွက်ရန်သူဖြစ်လာနေတဲ့ဝါအုပ်စုကိုကိုနီးကိုဟန်နဲ့ရှင်းရတော့မယ်လို့ဆိုပါတယ်။ထိုင်းမွေးရစေဝါထိန်းချုပ်ရဲ့ဘုတ်အဖွဲ့မှပြုလုပ်တဲ့ဟောပြောပွဲမှာတာဆင်အားအစိုးရအတိုင်းပြောဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။ တာဆင်လူမြင်ကွဲမှနှစ်ပတ်နီးပါးပျောက်ကွယ်နေ၍တိုင်းပြည်မှာထွက်ပြေးသွားပြီလို့ကောလာဟာလာများပြန့်နှံ့နေချိန်မှာပြန်လည်ထွက်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။ထိုင်းအနေနဲ့ရန်သူဖြစ်လာနေတဲ့ဝါအဖွဲ့ကိုညာနေ၍မဖြစ်တော့ဘူးလို့လည်းဆိုပါတယ်။ထိုင်းနိုင်ငံသားရင်ဝင်ကြီးမာရီဆန်ကီယန်ပေါ်ဆာမအဆိုပါရေးအတွက်အိန္ဒိယနိုင်ငံများရဲ့ပူးပေါင်းဆောင်ရွက်မှုရရှိရေးအတွက်တွဲဆောင်ဆွေးနွေးရန်စီစဉ်ထားတယ်လို့လည်းသိရပါတယ်။၎င်းတို့အနေနဲ့မူရစ်စေဝါများဆက်ပြီးထုတ်နေမယ်ဆိုပါကထိုင်းနိုင်ငံရဲ့ရန်သူဖြစ်တတ်မဲ့ရမယ်လို့လည်းတာဆင်ကထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ တရုတ်ရဲ့ငယ်မွေးချံပေါက်တပည့်သားမြများလာအမှုတော်ထမ်းနေမှန်းတည်တည်ခြင်းနဲ့တာဆင်ကထိုင်းရဲ့ရန်သူလို့တတ်မှတ်လိုက်ခြင်းလည်းဖြစ်ပါတယ်။တာဆင်ရဲ့ပြောပေါ်ဝါအဖွဲ့ပြောခွင့်ရဦးညီရမမိမိတို့မှာဝူရစေးတိုက်ဖြတ်ရေးလုပ်ငန်းများဆောင်ရွက်နေ၍တက်တည်အထောက်ထားအခိုင်အမာမပြနိုင်ဘဲဆွတ်ဆွဲနေခြင်းတသက်သာဖြစ်တယ်လို့အေယာဝရီရဲ့အမေကိုတုံ့ပြန်ပြောဆိုလာပါတယ်။တာဆင်ကလက်ရှိမွေးရစေးပြဿနာကြောင့်၎င်းတို့ရဲ့ကလေးများအသက်ဆုံးရှုံးနေ၍၎င်းနေနဲ့ကူညီခြင်းတော်လဲခီးသွွားခွင့်ပိတ်ပင်ခံထားရတာကြောင့်မတက်နိုင်ဖြစ်နေတယ်လို့လဲဆိုပါတယ်။ ကုလသမဂ္ဂမူရည်စည်းဝါးနဲ့ရာသွေးမှုယုံရဲ့အစီရင်ခံစာလဲအချိန်ကပ်ထွက်ပေါ်လာခဲ့ပြီးထိုအစီရင်ခံစာထဲမှာ2024အတွင်းအရှိနဲ့အရှိတောင်အားရှောင်းမှာမတ်စေးပြားများတင်စီရရှိမှုက236တန်ရှိနေတာကြောင့်2023ထက်စာလျင်24ရာနှုန်းမြင့်တက်လာတယ်လို့ပါရှိလာခဲ့ပါတယ်။ထိုပမာဏဟာတင်စီရမိတဲ့ရေအတွက်ဖြစ်၍တကယ်တမ်းမှာထုတ်လုပ်မှုနဲ့ဈေးကွက်တို့ရောက်ရှိမှုပမာဏကပိုပြီးများမှသာဖြစ်တယ်လို့ဆိုပါတယ်။ကုလရရှိများကတော့မြန်မာမှာအာဏာသိမ်းပြီးနောက်ပိုင်းမကြုံစဘူးအောင်မြန်မာလာတယ်လို့ဆိုပါတယ်။ မိုးရေကုံသွဲလမ်းကြောင်းကလာအိုကိုဖြတ်ပြီးကမ်ဘောဒီးယားထိဆက်သွယ်ထားတယ်လို့လည်းသိရပါဗျ။မလေးရှား၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်တို့လည်းရေချောင်းမှတစ်ဆင့်တင်ပို့လျက်ရှိတယ်လို့ဆိုပါဗျ။ဆေးဥစုဟာတာဆင်ရဲ့အပြောကိုမြည်သွတ်တုံ့ပြန်မယ်ဆိုတာကိုစောင့်ကြည့်ရအောင်မှသာဖြစ်ပါဗျ။ပြည်သူတို့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်။ တောင်သာမြို့ရှိစစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးများကိုတော်လိုင်းတက်များကဝင်ရောက်စီးနင်းတဲ့တဲ့ကိုဆက်ပြီးဖော်ပြပေးပါမယ်။မတရီတိုင်းတောင်သာမြို့ရှိစစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေကိုတော်လိုင်းတက်များကဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါဗျ။ဇန်နဝါရီ28ရက်နေ့နေ့လယ်ပိုင်းကတောင်သာမြို့ပေါ်ရှိမြေစင်းရုံးအခွန်ဦးစီးဌာနနဲ့အမတ်နေ့ရက်ွက်အုပ်ချုပ်ရေးမှုရုံးတို့ကိုစီးနင်းခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။မနေ့ကမြို့ပေါ်တိုက်ပွဲမှာစစ်ခွေးထိဆုံများတဲ့ ယခုလက်ရှိအားထက်ကကြောင်းရိတ်သာဘတ်နဲ့ဖះเจ้าသားမှာတက်ပြန်ဆွဲနေတယ်လို့တောင်သာမျိုးကန်တူကမျိုးပေါ်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးပြောဆိုထားပါတယ်။တိုက်ပွဲအခြေအနေတဲမှနေစေဖြစ်တာကြောင်းတီးခြားဖြေကြောက်ဖို့မရှိသေးဘူးလို့လည်းတောင်သာမျိုးဖြေသူကောက်ဝဲရဲ့အဖွဲ့ဝင်ရဲဘော်တူကအတည်ပြုထားပါတယ်။မေလ၁၉ရက်ကလည်းတော်လဟင်းအင်အားစုများကတောင်သာမျိုးပေါ်မင်္ဂလာဥက္ကဋ္ဌဝင်ရောက်စီးနင်းခဲ့ပြီးဝန်ထမ်းအင်အားရှိစစ်ကောင်စီရဲ့တောက်တိုင်ချုပ်ကိုဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်တွေကြောင်းတောင်သာမျိုးပေါ်ရှိစစ်ကောင်စီတောက်တိုင်နန်းစီရီယံဝန်ထမ်းများ လုံခြုံရေးကင်းမဲ့ကရှောင်းတိမ်မှုများရှိနေတယ်လို့လည်းသိရပါဗျ။စစ်အာဏာရှင်စနစ်မြစ်ဖြတ်ချိန်မုံရဲ့အတွက်ပြည်သူလူထုအနေနဲ့စစ်တွင်းကာလတစ်ခုအားမဖြစ်မနေဖြတ်သန်းကြရမှာဖြစ်တာကြောင့်အသက်အန္တရာယ်ကင်းစစ်ဖို့အတွက်ဘုံခိုခြင်းများစနစ်တကျတိုးပေါ်ရန်လည်းလူထုလှုပ်ရှားမှုကွန်ပလီတောင်းတာကမေလ29ရက်ကတိုက်တွန်းထားပါဗျ။မေလ15ရက်မှစ၍မေလ19ရက်နေ့အထိတောင်းတာမျိုးနယ်အပါအဝင်မြင်းကြံခရိုင်အတွင်းမှာရှိတဲ့မြင်းကြံ နထိုးကြီးနဲ့ငဇုံမြို့နယ်တို့မှာခရိုင်စစ်စစ်စင်ရေးအတွင်းစစ်ကောင်စီတပ်မ50ထက်မှလည်းတေကလက်နက်20ကျော်သိမ်းဆည်းရရှိထားပါတယ်။စကိုင်းမြို့နယ်ကင်းရွာကိုစစ်တပ်ကမီးရှို့ဖျက်ဆီးမှု နေအိမ်17လုံးပြာကျသွားတဲ့တဲ့မှာစကိုင်းတိုင်းစကိုင်းမြို့နယ်ကင်းရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့်နေအိမ်17လုံးပြာကျသွားတယ်လို့ဝက်လက် information network တာဝန်ခံကိုနဂါလေးကပြောဆိုထားပါတယ်။ မေလ28ရက်နေ့ကစကိုင်းမြို့နယ်ကင်းရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်ကြောင်းထုတ်ဝင်ရောက်စီးနှင်ပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ကျမ်းပတ်စစ်ကောင်စီတပ်သားများကြေးရွာအတွင်းဝင်ရောက်စီးနှင်ချိန်မှာပြည်သူအလုံးထွက်ပြေးတင်းရှောင်နိုင်ခြင်းကြောင့်ဖမ်းဆီးခံရသူများနဲ့တပ်ဖြတ်ခံရမှုများမရှိဘူးလို့သိရပါဗျ။ပြည်သူတွေဖမ်းဆီးတပ်ဖြတ်ခံရတာတော့မရှိပါဘူးစစ်ခွေးစစ်ကြောင်းထိုးလာတယ်ဆိုတာသိရတော့တင်းရှောင်ထားရတာပေါ့။အရင်ကလည်းမင်းကောင်ကခဏခဏကင်းရွာရဲ့တောင်ဘက်တင်းမောခြင်းဘက်ကိုထွက်တယ်လေ။ပြည်သူတွေလည်းမနေရဲကြဘူးလို့သိရတယ်။ အခုကခွေးကမိရှုပ်ပြီးပြန်ထွက်သွားတာလို့ Wallet Information Network တာဝန်ခံကိုနေကားလေးကပြောဆိုထားတာပါအကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကကင်းကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်၁၈လုံးကိုမိရှုပ်ဖျက်ဆီးပြီးတဲ့နောက်ကျေးရွာအတွင်းမှာပြန်လည်ထွက်ခွာသွားတော့လေပြည်သူများကလက်ရှိအချိန်ထိကြောက်လန့်နေကြတာကြောင့်ကျေးရွာတွင်ပြန်လည်ဝင်ရောက်နေထိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်အခုတခါပြည်သူတွေခက်ခဲကြတဲ့နေလို့နေဆက်ဂိတ်တွေပြန်ဖွင့်ပေးဖို့တရုတ်ကိုတင်အားလေးတောင်းဆိုထားတဲ့တဲ့မှာရုပ်မြန်မာနေဆက်ကုံသွေးဂိတ်တွေကိုတရုတ်နိုင်ငံဘက်ကပိတ်ထားတာကြောင့် ပြည်သူလူထုရဲ့အခြေခံစေဝါတွေ73စီတွေနဲ့လူသုံးကုန်ပစ္စည်းလိုအပ်ချက်တွေဖြစ်ပေါ်ပြီးကြက်တဲခက်ခဲနေတယ်လို့တင်းနန်လီကပြောဆိုလာပါတယ်။အဲ့ဒီအခက်အခဲကြက်တဲတွေကိုဒေယောနိုင်ငံဘက်ကစာနာနားလည်တဲ့အနေနဲ့နေဆက်ခိတ်တွေပြန့်ဖွင့်ပေးဖို့မေလ28ရက်နေ့သတင်းမီဒါတွေနဲ့တွေ့ဆုံချိန်မှာတောင်းတက်တင်းနန်လီရဲ့ပြောရေးဆိုခွင့်ရှိသူဘုံကြီးတာပန်လာကတောင်းဆိုခဲ့တာပါ။တစဉ်တစခုစစ်စင်ရေးဒုတိယပိုင်းပြီးမှတရုတ်မြန်မာထိဆက်နေတဲ့နေဆက်ကုန်သွယ်ရေးဂိတ်တွေကိုဒေယောနိုင်ငံက2024ခုနှစ်ဇွန်လကတည်းကပိတ်ထားတာအခုဆိုရင်တနည်းကျော်ရှိနေပြီဖြစ်ပါတယ်။ တရုတ်ပစ္စည်းတွေမြန်မာဘက်ကိုတင်သွင်းတာကိုတရုတ်ဘက်ကပိတ်လိုက်တာကြောင့်မြန်မာကုန်သည်တွေကြားမှာလည်းကုန်သွယ်ရေးအကျက်တဲတွေရှိနေတာဖြစ်ပါတယ်။တရုတ်ဘက်ကသွင်းကုန်တွေပိတ်တဲ့အထက်မှာမြန်မာဘက်ကအဓိကမိခိုအသုံးပြုနေကြတဲ့အိမ်သုံးပစ္စည်း၊လူသုံးကုန်၊စေဝါ၊လျှက်စစ်ပစ္စည်း၊ဆိုင်ကနဲ့ဆိုလာပါဝင်ဘီလက်မြေလိုအိမ်ဆောက်ပစ္စည်းတွေပါပါဝင်နေပါတယ်။ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုရှိ၉00နောက်ပေါက်ခဲတွေကိုပိတ်ပစ်ဖို့ထိုင်းအာဏာပိုင်များအမိန့်ထုတ်လိုက်တဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။မြန်မာနိုင်ငံဖျားသုံးစုမြို့မှာ ဘန်းငွေ၁၈တန်းခန့်ခိုးသွင်းခဲ့တဲ့ထိုင်းနိုင်ငံသားတို့ကိုဖမ်းမိခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံဆက်ကလာဟူရီခရိုင်ရှိနေဆက်ကိုတော်များရဲ့နေဆက်ကိုကြောပိတိဆောက်ထားတဲ့ကိုတော်များရဲ့အနောက်ဘက်တကားများကိုပိတ်ပစ်ဖို့ထိုင်းအာဏာပိုင်များကအမိန့်ထုတ်ပြန်ထားတယ်လို့ဘန်ကောက်ပို့သတင်းမှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံရချာပူရီပြည်နယ်နေအသက်25နှစ်အရွယ်ထိုင်းနိုင်ငံသားကဘန်းငွေ၁၇တမ69တန်းခန့်ကိုတရားမဝင်ခိုးသွင်းလာစဉ်နောင်လို့ကြည့်ရအောင်စုဘူကူရော်ရှိမြေဩဇာကိုတော်တို့ကမေလ29ရက်ကဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။ ၎င်းဟာမေလ26ရက်ကအဆိုပါကိုရောင်ချောင်းဝင်းကိုဖျက်ခါထိုင်းနိုင်ငံအတွင်းကိုငွေများတည်ဆောင်လာခြင်းလည်းဖြစ်ပါတယ်။ဆန်ကလောက်ဘူရီခရိုင်အုပ်ချုပ်ရေးမှူးစူရိယာမော်ဝမ်နဲ့ဒေသခံရဲများကကိုရောင်ကိုစစ်ဆေးပြီးတဲ့နောက်မြန်မာနိုင်ငံဖျားတုံးစုဘက်ကိုထွက်ပေါက်ရှိနေတဲ့နောက်ဖက်တကားများအားလုံးကိုပိတ်ပစ်ဖို့အဆောက်အုံပိုင်ရှင်များအားအသိပေးထားပါတယ်။ထိုဒေသမှာမြန်မာနိုင်ငံဘက်ကိုဝင်ပေါက်ရှိနေတဲ့နေဆက်အဆောက်အုံ40လုံးရှိနေပါတယ်။ယခုအဖမ်းခံရသူကသူအလုံးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာနေဆက်ကိုရောင်များရဲ့နောက်ဖက်တကားများကိုအသုံးပြုပြီးတပတ်လျင်တစ်ချိန်ခန့်နေဆက်ကိုဖျက်ချော်ကာ ဖြတ်သန်းကအတွက်တစ်ကြိမ်လျက်ဘတ်900ပေးရတယ်လို့ရဲများကထွက်ဆိုခဲ့ပါတယ်။ကိုသွင်းခဲ့တဲ့ငွေများကိုစံကလာပူရီရှိထိုင်းမှန်တခုခုမှအနှံ့ရန်စီစဉ်ထားပြီးပစ္စည်းပိုးများအတွက်အချွေးများကိုပေးဆက်ရန်ဖြစ်ကြောင်းနဲ့ဘူးရီစေဝါမောင်ကိုသမားများနဲ့ပတ်သက်မှုမရှိကြောင်းညင်းဆိုထားပါတယ်။ရဲများကအဆိုပါမျိုးသားကိုအာမခံဘတ်300နဲ့ပြန်လို့ပေးခဲ့ပြီးစုံစမ်းစစ်ဆေးမှုများဆက်လက်လုံဆောင်လျက်ရှိတယ်လို့ဘန်ကောက်ပို့စတဲ့မှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံနဲ့ထိဆက်နေတဲ့ဖျားသုံးစုဒေသဟာစစ်ကောင်စီလောက်ကနေရှားဆောင်တက် BGN နဲ့ DKP တို့ထိ ंछ ုပ်ထားတဲ့နယ်မြေများဖြစ်ပြီ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာထိုဒေသများမှာအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်အပဝင်ရာဇဝတ်လုပ်ငန်းအများပြားရှိနေတာဖြစ်ပါတယ်။မြောက်ပြည်မြို့ရှိကြားဖြန့်လုပ်ငန်းကိုတရုတ်နိုင်ငံဥဆောင်ပြီးဖိအားပေးတိုက်ဖျက်မှုမတိုင်မီကပင်တရားသုံးသူမျိုးဟာတရုတ်နိုင်ငံသားလုပ်ငန်းရှင်များကာလရှည်စခန်းချရာနေရာတစ်ခုဖြစ်ပါတယ်။အခုတခါ KNL ရဲ့ခြေမုံမှုကြောင့်တေးဘော်ဘူစခန်းကိုစစ်ကိုလာတဲ့စစ်ကြောင်းများတက်ပြက်ပြီးထိုင်းနိုင်ငံကိုထွက်ပြေးတဲ့စစ်တပ်မှဒုတက်ရင်မှုအပါအဝင်စစ်သား20ဦးကိုထိုင်းစစ်တပ်ကဖမ်းမိထားတဲ့ဆိုတဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ဒေဘဘုံစခန်းကိုစစ်ကူလာတဲ့အင်အား80ကျော်ပါစစ်ကောင်စီစစ်ကြောင်း GNL ပူးပေါင်းတပ်တွေရဲ့ချေမှတ်မှုကြောင့်ထိုင်းဘက်ကိုထွက်ပြေးသွားတဲ့စစ်တပ်ဒုတိယမှုအပါအဝင်စစ်သား22ဦးကိုထိုင်းစစ်တပ်ကဖမ်းမိထားတယ်လို့ GNL စီးရဲသတင်းမြန်မာကပြောဆိုထားပါတယ်။အဲ့ဒီထိုင်းဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီစစ်ကူစစ်ကြောင်းမှဒုတိယမှုအပါအဝင်22ဦးကိုထိုင်းစစ်တပ်ကဖမ်းမိထားတာဖြစ်တယ်လို့လည်း GNL စီးရဲသတင်းမြန်မာကပြောဆိုထားတာဖြစ်ပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရောက်ပြီမြို့နယ်ဒေဘဘုံစစ်တပ်စခန်းကို ကယ်နလီပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေတာကြောင့်မေလ29ရက်နေ့မှာစတင်ပြီးစစ်ကိုပေးဖို့အင်အား80ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကို DGB ဌာနချုပ်စုံစည်းမြိုင်အနီးရောက်ရှိနေစမှာကယ်နလီမဟာမိတ်ပူပေါင်းတပ်တွေကဖိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မေလ28ရက်နေ့မနက်ပိုင်းမှာတော့အဲ့ဒီစစ်တပ်စစ်ကြောင်းဟာစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးအများပြားတေဆုံးသွားသလိုစစ်သားတွေကိုအရှင်ဖမ်းဆီးရရှိထားကတချို့ကတော့ထိုင်းဘက်ကိုထွက်ပြေးသွားခဲ့ကြတာပါ။ထိုင်းစစ်တပ်ကဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြန်မာစစ်တပ်ထံပြန်လွှဲပေးမှာလားမြန်မာဘက်ကိုပြန်နှစ်လုံးမလားဆိုတော့ကတော့တေချာမသိရသေးဘူးလို့လည်းကင်ရလီသတင်းမြင်များကပြောဆိုထားပါတယ်။လက်ရှိတေးဘော်ဘူရွာထက်ရှိအချမ်းဘက်စစ်ကောင်စီတေးဘော်ဘူစခန်းနေရာနဲ့ကာကင်းစခန်းတွေကိုကင်ရလီမဟာမိတ်တပ်တွေကဆက်လက်ပိတ်ဆို့တိုက်ခိုက်နေပြီးအထိနာသွားတဲ့စစ်ကောင်စီက DKB ထောင်နာချုပ်စုံစည်းမြိုင်ကြီးရွာကိုတိုက်လေနဲ့ပုံချဲတိုက်ခိုက်ခဲ့တာကြောင့်စုံစည်းမြိုင်ရွာကမျိုးသမီးတူးတေဆုံးသွားပြီးကလေးငယ်တူးထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်းသိရပါဗျာ။